ို့ဘယ်လောက်ထိဒုက္ခပေးမှာလဲဆိုရင်သူ့မှာတဲ့ဒီမလေးရှားမှာအမျိုးတွေရှိတယ်ပေါ့နော်တကယ်ပဲလုံမှာတဲ့ကျမကိုတဲ့ဆိုတော့ကျမကိုသူကတခုခုလှုပ်ကြံတော့မယ်ပေါ့နော်တခုခုတတ်တော့မယ်ပုံစံမျိုးနဲ့သူကကျမကိုချင်းချောက်သွားတာပေါ့နော်ကျမအယမ်းကြောက်ပါတယ်ကျမမာလေးအယမ်းကိုအယမ်းကိုကြောက်ပါတယ်ကျမသူ့နဲ့လည်းတစ်ခါမှယမ်းမဖြစ်ပါဘူးရှင်လည်းမရှင်ပါဘူးကျမက အားလုံးမင်္ဂလာပါမိုးရဲ့ channel ရရင်ကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တင်ဆက်ပေးခြင်းတဲ့ video လေးတော့ live ပေါ်မှာအရာအမကရက်ထားပြီးတော့ပွဲဖြစ်နေကြတယ်ဆယ်လီမမတဲနဲ့မလေးရှား online shop ရောက်တဲ့အမတို့ကအခုဆိုလို့ရှိရင်တော့ပွဲဖြစ်နေတဲ့အရာအမအချိန်လေးစိုးနေပြီပေါ့နော်ဆိုလို့ရှိရင်တော့ဆယ်လီမမတဲကနေပြီးတော့မလေးရှားအမကိုဒီအသက်အနည်းချေချောက်မှုတွေပါပြုတ်လုလာတယ်ဆိုပြီးတော့ဒီအမနေပြီးပြပြလာပဲဖြစ်ပါတယ်သူလည်းတော်တော်ကြောက်နေရပေါ့နော် view တမဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်ကြည်တဲ့မျိုးရဲ့လက်ပုဒ်ရတင်ငန်းဆိုင်ရအောင်လို့ပြန်လဲမြောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးကို site ကြရအောင်နော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မမတဲဘက်ကနေနောက်ဆုံးပြောချင်းဖြစ်ပါတယ်မမတဲဒီကိစ္စကိုလက်တွေ့ပဲပြသွားမယ်မမတဲဒီလိုမျိုးနေ့တိုင်းတည့်ရက်တည့်ရက်ဗီဒီယိုဖိုင်တွေတည်နေတာမမတဲကိုအမြဲဝေးရနေတဲ့မမတဲရဲ့ချက်ဖောက်တွေကစိတ်အယံအနှောက်ရှက်ဖြစ်တယ် နော်မမတဲလက်တွေ့ပဲပြတော့မယ်တစ်တော့ကမမတဲတို့ပဲတုံးနေတာမဟုတ်ဘူးအများနဲ့တုံးနေတာအခုကဗီဒီယိုဖိုင်တွေကြော်လို့တော့မနိုင်တော့ဘူးတရက်လာလဲဒီကိစ္စနှစ်ရက်လာလဲဒီကိစ္စတကယ်ကိုတောင်းပန်ပါတယ်မမတဲပကနေနော်စစ်အနောက်ရှက်ဖြစ်အောင်လုံမိတဲ့အတွက်နော်တစ်တော့ကအပန်းဖြေလို့အရင်စိတ်ပင်မနေတဲ့သူတွေတစ်တော့ကိုကြည့်ပြီးမှအပန်းဖြေတဲ့သူတွေရှိတယ် တစ်တော့ကိုပျော်လို့ကြည်နေတဲ့သူတွေလည်းရှိတယ်အဲ့အောင်တရက်တရက်တီလိုမျိုးပြစ်တနာတွေကိုပဲမြင်နေရမယ်ဆိုစိတ်အနှောက်အယှက်ဖြစ်စေတယ်လေမမတဲကလည်းမမတဲကိုကြည်ပြီးမှပျော်ရွှင်စရာလေးတွေကိုပဲပေးချင်တာအဲကြောင့်မို့ဒီနေ့ကအဲ့မလေးရှားကညီမလေးတွေကိုနောက်ဆုံးပြောချင်းတော့လက်တွေ့ပဲပြမယ်ရှင်ကံပေးမနေ့ကပြောရလားတနေ့ကပြောရလားတနေ့ကပြောတာတနေ့ကပြောရနော်မလေးရှားညီမလေးကိုမမတဲပြောပြမယ်နော်ညီမလေးတို့ရဲ့ပါစနစ်ကိုမမတဲစိတ်မဝင်စားဘူး လုံးဝစိတ်မဝင်စားဘူးမမတဲကလေအလုံးနဲ့ပါစနယ်ကိုခွဲခြားတတ်တယ်နော်ညီမလေးနော်ညီမလေးဘသူလဲတော့မမတဲမတိဘူးညီမလေးကမမတဲဆိုတော့တိတယ်နော်မမတဲကဒီကိစ္စဖြစ်ပြီးမှညီမလေးကိုတိတာအရင်ကတိတော့မတိဘူးတွေ့တော့မတွေ့ဘူးနော်ဒီကိစ္စဒီမှာနော်မမတဲပြမယ်ညစနိုင်မှာပြောလာပုံတော်မှတကွာပို့ပေးလာတယ်ပို့ပေးလာတယ်ချစ်လိုက်မမတဲတင်မင်းမယ်နော်အခုညီမလေးကလေမမတဲရောင်းနေတဲ့ပစ္စည်းကိုညီမလေး စင်တူရိုးမထုတ်ပြီးတော့ညီမလေးရောင်းပြီးတော့ညီမလေးကကြီးကြဲကြဲတွေပြောနေတာနော်နော်ညီမလေးတို့ပြောတဲ့စကားညီမလေးတို့တော့ပြည့်နားထောင်ကြည့်လိုက်အရှိနဲ့အနောက်နဲ့မညီဘူးနော်မမတဲကညီမလေးတို့ပြည့်စုံယူရောင်းပြီးမှညီမလေးတို့လိုမျိုးအခုရန်လာတွေ့နေတာမဟုတ်ဘူးနော်ညီမလေးတို့ကစင်တူရုံးမအတူရောင်းပြီးတော့ဒီလိုမျိုးရန်တွေ့နေတာနော်ဟုတ်တယ်နော် အခုညီမလေးတို့ရောင်းနေတဲ့ပစ္စည်းစင်တူယိုမားတွေကမမတရဲ့လက်ထဲကိုမရောက်လာသေးဘူးနော်ရောက်လာတဲ့နေ့ကျရင်မမတရဲ့ပစ္စည်းနဲ့ဘာကွာကလေးဆိုတော့တခါတည်းသွေးရဲ့မမတရဲ့လိုင်းပေါ်မှာချပြပေးမယ်အတိအချင်းကျရင်ညီမလေးကနောက်တစ်မျိုးပြန်မပြောင်းသွားနဲ့နော်နောက်တစ်မျိုးပြန်မပြောင်းနဲ့နော်ဟုတ်ပြီလားနော်ပြီးတော့ညီမလေးပြောတာမလေးရှားနိုင်ငံကိုပစ္စည်းအတုအတွင်းလို့မရဘူးလေ။အဲ့ဆိုညီမလေး online shop မှာဒီအခန်းထဲမှာ လိုက်စင်မရှိဘဲနဲ့ရောင်းနေတဲ့ပစ္စည်းမှန်သမျှအကုန်လုံးကအစ်စ်တွေပေါ့မြန်မာလေးပစ္စည်းအကုန်လုံးအစ်စ်တွေရောင်းထားတာပေါ့မလေးရှားနိုင်ငံအကြီးကြီးမှာပစ္စည်းအတုဆိုတာလုံးဝမရှိဘူးပေါ့ပစ္စည်းအစ်စ်တွေပဲတောက်လျှောက်ဝင်လို့ရတာပေါ့ဒီမှာပြောပြမယ်နော်ဘယ်နိုင်ငံမဆိုရင်ပစ္စည်းအတုတွေလို့ရတယ်နော်တီยีဖူလီပိုင်လောက်မပြောနဲ့ SK တို့လန်ကောအဲ့လိုတစိတ်ကြီးကြီးတော့မှာပစ္စည်းအတုတွေအများကြီးပဲ ်ညီမလေးလည်းရောင်းထားတယ်လေညီမလေးသိမှာပေါ့ဘလို့ပစ္စည်းအမျိုးအစားညီမလေးရောင်းနေလဲဟုတ်တယ်နော်မမတေမမတေညီမလေးတို့ပဲပြောတယ်လေဒီပစ္စည်းကိုစပြီးတော့ချူညာတဲ့အချိန်မနက်လိမ့်လိုက်တာနဲ့ညစွာနဲ့ချက်ချင်းတင်းသိတွေကပျောက်သွားတာဆိုအဲ့မနေ့ကကျတော့ညီမလေးနောက်တစ်မျိုးပြန်ပြောတယ်ဒီတင်းသိတွေကအရှင်းမပြောက်ပါဘူးတဲ့ပြန်ဖြစ်သွားပြန်ပြီးတွေးသားနဲ့ပဲဆိုင်နေတဲ့နော်ပြောပြမယ်နော်ညီမလေးကညီမလေးတို့ပဲအမျိုးမျိုးပြောနေတာမနေ့တော့က လာတနေ့တော့လာချိန်ချောက်တဲ့ကိစ္စလေးဟုတ်တယ်နော်မခိုင်ခဏတော့ပြန်ခဏတော့မဟုတ်နေ့လေတော့ပြန်ပြီးတော့စရင်နောက်တကောင်းကနေပြန်ပို့ထားတယ်ပို့လာတဲ့သူတွေအကုန်လုံးကလည်းယောက်ျားလေးတွေကြီးပဲနော်တိလားမမတေးကလည်းစိတ်မဝင်စားဘူးစိတ်မဝင်စားဘူးညီမလေးကိုညီမလေးတို့ပြောတာမမတေးကလည်းကြည့်ပြီးတော့အရန်အံ့ဩသွားတယ်မလေးရှားနိုင်ငံကိုပစ္စည်းအတူဝင်လို့မရဘူးတဲ့အဲ့ဆိုမလေးရှားနိုင်ငံမှာအတူဆိုတဲ့ပစ္စည်းမရှိဘူးပေါ့ ညီမလေးလိုင်စင်မရှိဘဲနဲ့ဒီဟိုတီထဲမှာအိမ်တတီထဲမှာအွန်လိုင်းရှော့လုပ်တာပစ္စည်းအကုန်အစ်စ်တွေပေါ့ဟုတ်လားညီမလေးဘယ်နိုင်ငံမဆိုပစ္စည်းအတူဝင်ဝင်နေညီမလေးနော်ညီမလေးတို့အခုရောင်းနေတဲ့လန်ကုန်းတွေတောင်လေးကတော့မြန်မာနိုင်ငံမှာဆိုပလာဆာမှာပစ္စည်းအတူတွေအပေါ်ဆုံးပဲယူစနာပလာဆာမှာအများကြီးပဲအစ်စ်တွေလည်းရှိတယ်အတူတွေလည်းရှိတယ်အဲ့ဒါဘယ်လိုလုပ်မလဲအစကေတူတွေရောပဲနော် ညီမလေးတို့ညီမလေးတို့ပြောတဲ့စကားကအရှင်းနောက်မညီတာညီမလေးတို့ကလည်းသူများသူများရောင်းတဲ့ brand ကိုလက်ရောင်းပြီးမှညီမလေးတို့ပို့ပြီးကြီးကြီးကျယ်ကျယ်တွေပြောနေတာညီမလေးတို့ရောင်းတဲ့စည်းတန်းနဲ့လေပြစ်စစ်အစ်စ်ပဲတုံးမှာပေါ့မမတဲ့အန်အော်ရာတိလာညီမလေးတို့ပြစ်စုံညီမလေးတို့အိတ်စိန်နှုံးနဲ့တော့ရောင်းရဲတယ်နော်တုံးရဲတဲ့လူလဲတော့ခွဲတုံးမယ်ဒါပေမဲ့မမတဲ့ညီမလေးလိုမျိုးလေမလင်းငွေတရအရင်ကြိုတွင်းပြီးတော့ အကျိုးစနစ်အရေးစားစနစ်တွေနဲ့ရောင်းနေတာမဟုတ်ဘူးနော်ဒီတူနာဆက်တွေကိုမမတဲစီမလာဝယ်တဲ့တူတွေအကုန်လုံးဘောစီမတွေလက်ငင်းငွေပေးပြီးတော့ဝယ်တာအမားတို့ကနောက်ဆုံးတင်ရင်လဲကျမတို့ကလည်းနောက်ဆုံးပဲတင်ချင်ပါတယ်နော်အခုကလေကျမကမတင်တော့ဘူးထင်တာအမကျမရဲ့ ်ဒီဂုံတိတ်ခါကိုကြဆင်းစီတယ်ကျမမိသားစုနဲ့ပတ်သက်ပြီးတော့အမကတင်တာလုံနေတာက skin care အလုပ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအကြောင်းနေမပြောတော့ဘဲနဲ့အမကညီမတို့ရဲ့တိတ်ခါကိုစွဲချပလိုက်တယ်ပေါ့နော်နောက်ဆုံးမရရင်ရတဲ့နီးနဲ့ငါဒီလူတွေကိုလုံပြစ်မယ်ဆိုပေမဲ့အမရဲ့လူတယောက်ရဲ့တိတ်ခါတရားပေါ့နော်မိသားစုရှိတယ်ကလေးနှစ်ယောက်ရှိတယ်အမလည်းအိမ်အောင်တယ်ဒါပေမဲ့အမကိုချင်းစာတရားမရှိဘူးညီမရဲ့မျက်နှာကြီးနဲ့အမ ဒီဘိုင်ဘာမှာလိုက်ပြီးတော့အကောက်တရားနေပြီးတော့ဗောနော်တယောက်နဲ့တယောက်ကိုရန်တိုက်ပေးနေတဲ့ဗီဒီယိုတွေအကောက်တွေကိုလိုက်ပြီးတော့အမကယုံကြည်ပြီးတော့ကျမရဲ့ချစ်သူပါဆိုပြီးတော့အမဆွတ်ဆွဲတယ်ဆိုတာဒါအမလုပ်ငန်းရှင်လုပ်နေပြီးတော့အမမှာအဲ့လောက်လေးတောင်အုံနောက်နဲ့မစင်းစားတတ်ဘူးလားဟမ်တကယ်ဆိုလို့စီအမဆိုရင်လေအမကိုလေလာပြတဲ့သူတွေရှိရင်လေကျမကတော့မချပြဘာဖြစ်လို့အမကမိသားစုရှိတယ်ခလေးရှိတယ်အတွက်ကျမသူများရဲ့အိဇက်ကိုအယမ်းထိန်ပေးတတ်တယ်ညီမတို့မှာအဲ့လောက်လေးတော့အုံနောက်ရှိတယ်ရှင် ကျမရဲ့ချစ်သူကျမရဲ့ချစ်သူဆိုပြီးတော့လေအမကဆွဆွဲပြီးတော့ပြောနေတာဆိုတော့လေအဲ့ဒီချစ်သူဆိုပြီးတော့အမကိုညာဆန်နန်နာကြီးမှာလဲနှောက်ရက်ပါတယ်နေကင်းမှာလဲနှောက်ရက်ပါတယ်လို့ပြောနေတဲ့သူရဲ့ဖုန်းနံပါတ်ကိုအမထင်းထင်းမြင်မြင်လေးချပြပေးအဲ့ဒါမှကျမတို့ကလဲသူ့ကိုဆက်သွယ်ပြီးတော့မှမေးမြန်းလို့ရမှာနော်ဘာဖြစ်လို့လဲဆိုတော့အမကလူတယောက်ရဲ့တိတ်ခါကိုရရင်ရတဲ့နည်းနဲ့ချမယ်မရရင်မရတဲ့နည်းနဲ့ချမယ်တမျိုးပြီးတမျိုးအမရဲ့အုံနောက်ထဲမှာစဉ်းစားရတဲ့ ကိုကအေးအေးဆေးဆေးနေနေတာတော့အမကလာပြီးတော့သူများတိတ်ခါကိုခြတယ်ဆိုတော့လေအမရဲ့တိတ်ခါကိုခြမဲ့သူတွေလည်းပေါ်လာမှာပါအခုညီမကအခန်းချင်းလေးထဲမှာပဲရောင်းတာအမလိုမှမချမ်းသာတာဟုတ်တယ်မလားအမလိုအိမ်ကြီးအိမ်ကောင်းလည်းမရှိဘူးလေအမအရန်ချမ်းသာတာအကုန်လုံးသိတယ်အမအကောင်းစားတွေတုံးနိုင်တာလည်းအကုန်လုံးသိတယ်အကောင်းစားတွေစားနိုင်တာလည်းအကုန်လုံးသိတယ်ဒါပေမဲ့အမကကျမလိုကျဉ်းကျဉ်းကျုပ်ကျုပ်လေးတွေမှာလုပ်ငန်းလေးတိတိလေးလုပ်နေတဲ့လူတယောက်ကိုစိတ်ဝင်စားပြီး live fight နေတယ်ဆိုတော့အမလူတွေအကုန်လုံးရည်နေမှာပေါ့အမအုံနောက်လေးရှိတယ်နည်းနည်းလေးစဉ်းစားအောင်နော် အမပြောသလိုပဲကျမရဲ့ချစ်သူတွေကအမရဲ့ဘိုင်ဘာမှာလာပြီးတော့မှယောက်ျားလေးတွေအများကြီးပဲနှောက်ရက်ကြတယ်ဆိုပြီးတော့ကျမနာမည်တခုတည်းနဲ့ပဲနှောက်ရက်ပါတယ်ဆိုပြီးတော့အမကစွတ်စွဲနေတယ်ဆိုတော့ထားလိုက်ရတယ်အမဖုန်းနံပါတ်လေးပဲပေးကျမကိုယ်တိုင်ပဲဖြည့်ရှင်းပေးမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကမဟုတ်တာမလုပ်ဘူး ဒီဟုတ်တာမဟုတ်တာလုတ်တဲ့လုတ်ဆက်တွေလုတ်ထားတဲ့လူတွေတော့ကိုကပြန်လိုက်ရမယ်လေငိမ့်ခံနေလို့မရဘူးဒါကမိသားစုကိစ္စဖြစ်နေတဲ့အတွက်အလုံးလုံးနေတာကလေ skin care အလုပ်တွေလုပ်နေတာဟုတ်ပြီ skin care ရောင်းလို့တည်တနာတက်တယ်ထားလိုက်ထားဒါပေမဲ့မိသားစုတယောက်မိသားစုတွေရှိတယ်အမမလည်းအိမ်အောင်ရှိတယ်ခလေးရှိတယ်ကျမမလည်းအိမ်အောင်ရှိတယ်ခလေးရှိတယ်တိတ်ခါတွေအရန်ချပြီးတော့လူတယောက်ကိုနင်းချေသွားတယ်ဆိုရင်လည်းလက်ခံနိုင်သေးတယ်အခုကလေအမကလေကျမချစ်သူကျမချစ်သူဆိုပြီးတော့လူတယောက်ကိုတအား ွဆွဲပြီးပြောသွားတာပေါ့နော်အမကိုကျမကအဲ့လိုဆွဆွဲမယ်ဆိုရင်ရောအမခံနိုင်မလားဟမ်အမရောပြီးတော့ချင်းချောက်တောင်တိုင်းကြောက်တတ်တဲ့သူမျိုးလားအမချင်းချောက်တောင်ဘယ်တော့မှဘသူ့ကိုကြောက်တတ်ဘူးလို့လေကျမချစ်သူကျမချစ်သူဆိုပြီးတော့အမဆွ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 ဲတွေပြောပြီးတော့ပေါ့နော်ဘိုင်ဘိုင်ဘာမှာအမတို့လောက်ကြံဇက်လန်းနေဘလို့တွေထွင်ပြီးတော့ပေါ့နော်တယောက်နဲ့တယောက်စာတွေရေးတာလည်းမသိယောက်ျားလေးတွေအများကြီးရပဲဟိုစာတွေရေးနေတယ်ဆိုတော့လေအဲ ဒီယောက်ျားတွေအများကြီးအပုံလုံးပါပဲကျမတယောက်တည်းအတွက်ကိုရေးပေးနေတယ်လို့မျိုးအမားကဆွ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 တွေပြောသွားတယ်ဆိုတော့လေအဲ့လိုမျိုးတွေကကျမတို့ကလုံးကြံဇလန်းတွေမလုံဘူးဘူးဆိုတော့လေကျမလည်းမသိဘူးအဲ့တော့ကျမကတော့ဖြည့်ရှင်းမယ်ကျမကိုမဟုတ်မဟတ်ဆွဆွတဲ့အတွက်ကိုကျမကိုအမားဖုန်းနံပါတ်လေးချပြပေးအဲ့ဖုန်းနံပါတ်ကိုကျမဖြည့်ရှင်းမယ်အဲ့တော့စီးပွားရေးလောက်တာ10နှစ်ရှိပြီဆို ဆယ်နှစ်ဆိုတဲ့အုံနောက်မှာလုပ်ငန်းရှင်တယောက်ကဘာဖြစ်လို့ဒီလိုတသေးလေးတယောက်ရဲ့ဟိုတသေးမွားမွားပေါ့နော်ဒီဖုန်းနံပါတ်ကလေးတွေကနေအပေါင်းဆုံးလာပြီးတော့ပြောနေတာဒီအကုန်လုံးကိုလူတယောက်ရဲ့ကိုယ့်ရဲ့ public ကြီးမှာခြားပြပြီးလူတယောက်ရဲ့ဓာတ်ပုံနဲ့အချက်ခွဲပြီးတော့ဒီလိုမျိုးတိတ်ခါကြဖို့ကြတော့အမဆယ်နှစ်အတွေ့အကြုံကအဲ့လောက်ကြီးပဲရထားတာလားမရဲ့နော်ညီမတို့ကမားလောက်တော့ဟိုမကြီးပါဘူး၅နှစ်ပဲရှိသေးပြီးတော့အိမ်ခန်းချင်းချင်းလေးထဲမှာအခုမှစပြီးတော့မှလေလုံနေတဲ့လူလေးတွေပေါ့နော်အဲ့ဒါကိုအမက ဟိုအမညမကိုကြည်ပြီးတော့ဗောနော်ပူလာအောင်ပြီးတော့အမပြောနေတာနဲ့အမနေနေတဲ့နေရာကြီးနဲ့မှာအာမနာအောင်မရဲ့အမအယမ်းချမ်းသာတယ်ပြီးတော့အမအယမ်းပြည့်စုံနေတယ်အမလုပ်ငန်းတွေအကြီးကြီးလုပ်နေတယ်ဆိုတော့ဒီတယောက်သေးသေးလေးကိုမှကြည်နေစရာတော့မလိုဘူးเนาะအမကျမကိုတိတ်ခါအယမ်းချကျင်တာပဲเนาะတနည်းနည်းနဲ့မဆိုရင်တော့တိတ်ခါချဖို့အမအယမ်းလိုက်တာပဲเนาะဒါပေမဲ့အမကိုညီမတိတ်ခါမချပါဘူးအမစိတ်ရိတ်နဲ့အမပဲသွားလိမ့်မယ်ကျမကိုတိတ်ခါမြင်းများချပါ ီဒီယိုလေးရတော့ကျမရဲ့မလေးရှားရှိနေတဲ့ကျမရဲ့ချစ်ကကားလေးကိုကုညီတောင်းရခြင်းပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမကစကင်ခဲရောင်းနေတာလေကျမသူ့နာမည်တစ်လုံးတစ်ခုမှမထည့်ပဲနဲ့သူကကျမကိုစွတ်ဆွဲတာမှလေအများကြီးပဲနော်။တိတ်ခါကြီးလဲချပြီးပြီးထားလိုက်တော့အဲ့ဒီအပြင်ကိုကသူကဘလောက်ကြီးစွတ်ဆွဲလဲဆိုရင်ကျမတို့ဘလောက်ကြီးဒုက္ခပေးမှလဲဆိုရင်သူ့မှာတဲ့ဒီမလေးရှားမှာအမျိုးတွေရှိတယ်ပေါ့နော်။အမျိုးတွေရှိတယ်တဲ့အဲ့အမျိုးတွေအများကြီးရှိတဲ့တွားတဲ့သူ့ဟာတဲ့တကယ်ပဲလုံးမှာတဲ့ကျမကိုတဲ့ဆိုတော့ကျမကိုသူကတစ်ခုခုလှုပ်ကြံတော့မယ်ပေါ့နော်။တစ်ခုခုတတ်တော့မယ်ပုံစံမျိုးနဲ့သူကကျမကို ်ချင်းချောက်သွားတာပေါ့နော်။ကျမအရန်ကြောက်ပါတယ်။ကျမမာလေးအရန်ကိုအရန်ကိုကြောက်ပါတယ်။ကျမသူ့နဲ့လည်းတစ်ခါမှရမ်းမဖြစ်ပါဘူး။ရှင်လည်းမရှင်ပါဘူး။ကျမကကျမပစ္စည်းကိုပဲအတုမဟုတ်ကြအောင်ရှင်းပြတဲ့ကဲပြီးသွားပြီအိတ်ဆက်လန်။ကဲပြီးသွားလို့ကျမကကျမပါကျမနေတယ်ဆက်လေသူ့အကြောင်းမပြောတော့ဘဲနဲ့။ तू ကကျမကိုအခုဆိုရင်နောက်ပိုင်းကိုကျမရဲ့ public တွေမှာတိတ်ခါချပြီးတဲ့အပြင်ကျမကိုနောက်ဆုံးချင်းချောက်သွားတယ်။မနေ့ကဗီဒီယိုမှာဆိုချင်းချောက်ကျမဝင်မပြောဘူး။ तू အေးစစ်နေနေတာ။ဒီနေ့တစ်ခါကျမတိတ်ခါကိုချလို့ကျမပြောရခြင်းပြီ။အဲ့တော့မလေးရှားလူကျမတခုခုဖြစ်ရင် तू ပဲနော်။ ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဆယ်လီမမတဲ့နဲ့မလေးရှားအမားတို့ကစကင်ကဲပြဿနာတက်ရာနေပြီးတော့အခုဆိုလို့ရှိရင်တော့ချစ်သူကိစ္စဖြစ်လာပြီပေါ့နော်မလေးရှားအမားလေးတော်တော်လေးကမှကြောက်နေရပေါ့နော်ဒီမမတဲ့ချင်းချောက်တယ်ဆိုပြီးတော့ ဟုတ်လားမဟုတ်လားဆိုတော့ကြည့်တဲ့အမျိုးကြီးပဲဝေဖန်ခဲ့ကြပါအောင်ရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင် subject လေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးတွေရေးပြီးလို့ရပါရှင့်နောက်ထပ်လည်းမဆက်လီတဲ့တဲ့နေဆယ်လီပွဲတွေဟာတာဗီဒီယိုတွေဘဟုတုတ္တရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မို့ channel လေးကို like subscribe နဲ့တပ်ပို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား